်စဉ်းစားထားတာတိုင်ပင်ထားတာပေါ့နော်အဲ့ဒါတော့ရှိရဲ့ဘာလို့ဆိုတော့နောက်ပြီးတော့ဆိုပြီးတော့လက်ခံထားတဲ့အလုပ်ကလေးတွေအဲ့ဒါလေးတွေပြီးလို့ရှိရင်တော့ဆိုပြီးတော့နှစ်ယောက်လည်းဒါ relax ပေါ့နော်အဲ့လိုမျိုးလေးသွားဖို့အတွက်အဆီဇင်ထားပါအဲ့ဒါမဲ့ဆိုပြီးရဲ့စိတ်ထဲမှာတော့အခုသွားနေတာတွေကလည်းဆိုပြီးတော့ honeymoon မှာပဲဘာလို့ဆိုနှစ်ယောက်ထဲအသွားတယ်ကိုသွားချင်တဲ့နေ့ကသွားတယ်ကိုစားချင်တာစားတယ်အဲ့လိုမျိုးလေးဆိုတော့ပျော်စရာကြီးဆိုတော့လောကဟိုဘယ်လိုပြောလဲကိုတက်ကကိုရီတက်ကအဲ့လိုမျိုးနေတိုင်းက honeymoon လို့ပါပဲဟုတ်ဒါပေမဲ့ ဟိုတီးတက်လဲထွက်အောင်မှာပါဟုတ်ဟုတ်မလို့လားအမှန်ပါဟုတ်လားအဲအကျိုက်ဆုံးကတော့သုပြည့်တဲ့ပြန်ပါပဲအော်သုပြည့်ရဲ့အကျိုက်ဆုံးကတော့ဖေးဝီရပါဟုတ်ပြီဟာဒီကုတ်တဲ့နေ့တိုင်းကအဲ့လိုမျိုးဟဲ့ဒီမော်ဘီစီဖြစ်နေတာ။ဒါပေါ့။ဒါပေါ့။ကျွန်တော်လည်းအဲ့တိုင်းပါပဲပြူပါတယ်။ဟိုဘယ်ပြောရမလဲနေ့ရက်တိုင်းကတော့ဒါကျွန်တော်တို့အတွက်ကဟန်နီမူဖြစ်စင်ပါတယ်။ အဲ့လိုပဲစိတ်ထမ်းတာဟိုဖြစ်နေတာဟုတ်